Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရှမ်းစာကြိုက်တဲ့သူတွေအတွက်ဘန်ကောက်မှာရှမ်းစာအပြင်တခြားမိသူတွေလည်းအစုံရတဲ့ဆိုင်ကောင်းလေးတစ်ဆိုင်ကိုခေါ်သွားပေးချင်ပါတယ်အားလုံးပဲကြော်စင်းတဲ့သူလိုက်ခတ်ပေးအောင်နော်အားရဒီမှာ ရှမ်းကျင်လေးနဲ့အမှုလေးတွေ့ထားမှာဆန်စီလေးပေါ့နော်သူကတော့ပူပူလေးစားရမယ် အခုကျွန်တော်ဆက်ရောက်နေရတော့ဒါဘန်နာပေါ့နော် BTS station မှာရောက်နေရယ်ဘန်နာ BTS station AC2 ကနေပြီးတော့ထွက်လာပြီးတော့ဒီမှာ Sky Watch ရှိရယ် Sky Watch အတိုင်းပဲရှောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ခေါ်သွားမယ်ဆိုင်လေးကိုရောက်မယ်ဒီဆိုင်လေးကကြတော့ကျွန်တော်ဆက်တို့လုံးဝကြေးလက်တဘာဝဆန်ဆန်ပေါ့နော်ဆိုင်ထဲကိုဝင်လိုက်တာနဲ့ကိုယ့်အိမ်ကိုယ့်ရာကိုရောက်သွားမယ်ဘိုင်းမျိုးလေးခန်းစားရမယ်ဆိုတော့အားလုံးပဲကျွန်တော်ဆက်နဲ့အတူ like ခဲ့ပေးပါအောင်သွားကြမယ်နော် ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Sky World အတိုင်းပဲရှောက်လာပြီးတော့ပေါ့နော်ကျွန်တော်တို့တက်တဲ့အတိုင်းပဲလာပြီးတော့ကြွေးလိုက်မယ်ဆိုလို့ရှိရင်အခုဒီမှာကျွန်တော်ဆက်သွားမယ်ဒီမှာဆိုင်အောင်ရောက်ပြီပေါ့နော်ကျွန်တော်တို့ဒီမှာကြတော့ဆိုင်ရှိမှလဲပေါ့နော်အခုလိုမျိုးဒီမှာ menu box လေးထားပေးထားတယ်ဇင်းနှုံးလေးလည်းတခါတည်းပါတယ်ဆိုတော့ကြတော့ဆိုင်ထဲကိုမဝင်ခင်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာလည်းကြည့်လာရဲ့ menu ရဲ့ဒီမှာကြတော့ဟိုဟာလေးတူဘူးကြော်ဟုတ်တူဘူးကြော်တပွဲပေးပါပြီးရင်ဟိုဟာတူဘူးနှွေးဟုတ်တူဘူးနှွေးတပွဲရဲ့ပြီးရင်ဟိုဟာမြူးမိရှိ မျိုးမရှိဒီမှာကျတော့ကျွန်တော်တို့ရှမ်းအစားအစာကြီးလည်းရတယ်ပြီးသွားလို့ရှိရင်တခြားမီနူးလေးလည်းအဆုံးရတယ်ပေါ့နော်အကင်ဆုံးလည်းရတယ်ဆိုတော့အကင်ဆုံးရယ်ပြီးသွားရင်ငါးကင်ရယ်ဟုတ်ပြီးရင်ဒီမှာကောင်းချင်းငှချိတ်ပေါင်းလို့ပါလို့လည်းရတယ်ကောင်းချင်းငှချိတ်ပေါင်းရယ်ပြီးရင်ကြက်ကြော်တုတ်ကလေးရယ်ဟုတ်အားဒီဒီမှာနော်ကျွန်တော်တို့ဒီအခါကြီးအကျန်းကြီးရာကြတော့လိုတလောက်သူကချပေးရယ်ပေါ့နော်အဲပူပူလေးသူချပေးရယ်အေးသွားလို့ရှိရင်လည်းပြန်ပြီးတော့ကြတော့လဲပေးရယ်ပေါ့နော်အားတော့ဒါတိုးဘူးမျိုးပူပူလေးပေါ့နော် ူညီလေးစားပါမယ်။ဒီကလေဒီရှမ်းစာတွေကကျတော့ရှမ်းမြောက်ပိုင်းကအစားအစာပုံစံမျိုးပေါ့နော်။ရှမ်းမြောက်ပိုင်းရှမ်းစာပုံစံမျိုးပါ။စားကြပါအောင်ခင်ဗျ။အင်းอืมลาตบผู้จอง စံစည်းလေးပေါ့နော်သူကတော့ပူပူလေးစားရမယ်စံစည်းလေးဆိုတော့ကြတော့อืมဒီထိုင်းရဲ့ဆိုင်လေးကကြတော့လေတို့တို့ဆိုင်ထဲကိုဝင်လိုက်တာ ਨੇ အဓိကကတော့လေသူ့ရဲ့ဘိုက်ပလေးอ่ะ ဘယ်လိုမျိုးအောင်ကြေးလက်ဒေတာတခုရောက်သွားတယ်လို့မျိုးပေါ့နော်ကိုယ့်အိမ်တခုရောက်သွားတယ်လို့မျိုးအဲ့ဒါမျိုးခံစားရတယ်ပေါ့နော်လုံးဝလင်းလင်းထင်းထင်းလေးနဲ့ဟိုမှာ decoration လေးဆိုလို့ရှိရင်လည်းအရန်လာတယ်အခုလိုမျိုးနယံမှာဆိုလို့ရှိရင်လည်းလှလှလေးပေါ့နော်ဒီအချွေပကံလေးဒါမျိုးလေးနဲ့အလှဆင်ထားတာလည်းရှိတယ်သေချာလေးအနုစိတ်ပြီးတော့ကြလှုပ်ထားရဲဆိုတော့ကျွန်တော်တို့ဥမာကိုယ့်တငယ်ချင်းတွေဘာတွေနဲ့ပေါ့နော်မွေးနေ့ဘာတွေလာပြီးစုစားရပဲဖြစ်ဖြစ်တခြားဒီ foreigner တွေဘာတွေပေါ့နော်ကိုယ့်တငယ်ချင်းမိတ်ဆွေတွေရှိရဲဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီမြန်မာအစားအစာဒီလိုရှမ်းအစားအစာခေါ်ပြီးကျွေးခြင်းတယ်ဆိုလို့ရှိရင်လည်းဒီလိုဆိုင်ကောင်းကောင်းလေးက less reason ဆန်လေးနဲ့ဆိုတော့ကြတော့ ACC ဒီမှာလာပြီးတော့ကြတော့စားကြည့်လို့ရရဲပေါ့နော် PDS နဲ့လည်းနေရဖြစ်တဲ့အတွက်ကြောင့်မလို့ ACC လာပြီးတော့ကြတော့စားချင်တဲ့သူတွေပေါ့နော်အဆင်ပြေတယ်ပေါ့နော်ဟွန်းကြော်ဒီဇိုင်းသေးဆိုလို့ရှင်လည်းပဲပုံနဲ့မှုမွေးလေးနဲ့ပေါ့နော်ကျတော့ဒီရှမ်းမြောက်စတိုင်လေးတက်တက်လေးနည်းနည်းလေးတော့ပေါ့တယ်ဒါဘာလို့ဆိုတော့သူကအချုံမုံနေပါရင်မတုံးဘူးပေါ့နော်ဒီမှာဒါကတော့ညုံမရှိပူပူလေးပေါ့နော် ရှန်အစားစားတွေဘာကြီးလေပူပူလေးစားရင်ပိုပြီးကောင်းတယ်ပေါ့နော်ဒီတိုဘူးကြော်တို့ဘာလို့အဲ့တော့ဆိုင်မန်လာပြီးတော့ကြတော့မာပီးရနဲ့တန်းချပြန်တန်းစားအဲ့ဆိုအရန်ပိုပြီးအရသာရှိရဲ့ အဲရှမ်းစာတွေပါတယ်မစားခြင်းမှုဆိုလို့ရှင်လည်းတခြားမီနူလေးလည်းရတယ်အခုလိုမျိုးပေါ့နော်ဒါဆိုရင်ဒါလက်ဖက်ထမင်းကြော်ဥမာဒီမှာဒါဝတ်သားကြော်လေးနဲ့ပေါ့နော်အကယ်ဝတ်သားမစားဘူးဆိုလို့ရှင်လည်းကြက်သားတို့ပါအောင်လည်းမှာလို့ရတယ်အကြော်တုပ်ပေါ့နော်ဒီမှာကြက်ကြော်တုပ်အဲဒီလိုမီနူလေးလည်းရတယ်ဒီမှာကြတော့တော်တော်လေးတော့စုံနေပေါ့နော်ကောင်းချင်းငချိတ်ပေါင်းပူပူလေးဒါမနက်စာတွေပါတယ်စားမယ်ဆိုလို့ရှင်လည်းဒီမှာနာပြီးစားလို့ရတယ်ဆိုင်ရကြတော့ तू ကမနက်ကို तू က၈နာရီကနေစပြီးဖွင့်နေပေါ့နော်ညကို तू ကကိုယ်ခွဲအထိဖွင့်နေပေါ့နော်อืม တစ်ဖက်အရာကစိမ့်စိမ့်နေတာပေါ့နော်အဲ့တော့မှကျွန်တော်တို့ကကြံမြန်သေးလေးဒါမျိုးလေးညှစ်ပြီးတော့ကြာပါစားဟွန်းကြောတော့ဟွန်းနော်တက်တူအကြောက်လို့တောက်ပြီးပြင်းစားမယ်ဆိုတော့ပို့ပြီးတော့ထားလို့ကောင်းတယ်ဒါနဲ့နည်းနည်းလေး จาตัวတော့จาเหรอดินี่เปียวๆเลยเปียวๆจั่วๆอืมဒီมาดาลีก็တော့งานลีเนี่ยဖြူပြီးတော့จาတော့ซ้ําเมอืมอาจารย์เนี่ยปูๆเนเนลีเนี่ยဆိုยังไล่တယ်ပေါ့เนาะဒါမျိုးလေးဆိုလို့ရှိရင်မနေ့ပိုင်းလူကြီးတွေလည်းအကြိုက်ပေါ့အဲ့တော့จอစစ်มาไล่တယ်ဒါအကင်အစုံပေါ့เนาะအကင်အစုံဆိုလို့ရှိရင်ဒါတပွဲကို तू อ่ะ200ပေါ့เนาะဒီလိုတစ်ချောင်းချင်းလေးဆိုလို့ရှိရင်လည်းจอစစ်တို့ဒီมาจ้ะတော့လေ20ပြီးတော့လို့ရှိရင်25ဖက်ဒီလိုမျိုးလေးရှိရပေါ့เนาะ စပါအောင်ခင်ဗျ။ဟင်းဒါတို့အသားလူကဲ။ဟင်းသူကကက်ကရစ်ငါပေါ့နော်ကက်ကရစ်ငါကိုกินထားတာအတွင်းထဲမှာသူကလေအနံ့လေးမွေးအောင်အရွက်အစုံလေးနဲ့ဥမာကျွန်တော်တို့ဒီမာလာနဲ့ပေါ့နော်မာလာနဲ့မှုမွေးလေးမာလာအနစ်ကလေးနဲ့กินထား။ဟင်း နားနေကောင်းနဲ့ငါညနေလုံးဝမရအောင် ကဲအဲ့တော့ဒီနေ့ကတော့စားလို့လည်းအရင်ကောင်းတယ်အဲ့တော့ကျော်စစ်ကကြတော့ဒီနေ့လာပြီးတော့ကြတော့စားပြတ်တာတော့အေးအေးဆေးဆေးလေးနဲ့ပေါ့နော်ထိုင်ပြီးတော့ကြတော့စားခြင်းလို့တငယ်ချင်းနဲ့ပါတယ်တငယ်ချင်းနဲ့လည်းဆက်ပြီးတော့ကြတော့စားအောင်မယ်ပေါ့နော်အဓိကတော့ဒီနေ့ကျော်စစ်စားပြတ်တဲ့ထဲမှာဒီဆိုင်မှာကြိုက်တာဆိုလို့ချင်းကျော်စစ်ဒီငါးခင်လေးတော်တော်ကြိုက်တယ်ငါးခင်ကြိုက်တယ်ပြီးသွားရင်ကျော်စစ်တို့ဒီတိုးဘူးနွေးပေါ့နော်တိုးဘူးနွေးအရင်ကောင်းတယ်ပြီးသွားလို့ချင်းရှမ်းအစားအစာတွေပေါ့နော်တိုးဘူးကြော်လို့ပြီးသွားလို့ချင်းလို့ချင်းနောက်တစ်ခါကျဒီဆန်စည်းတို့ပေါ့နော်ဒါလေးဆိုလို့ချင်းတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်နှုံလေးရာကျတော့တရာနဲ့တရာကျော်ဝင်းကျင်မယ်ပေါ့နော်ဒီတိုးဘူးနွေးတို့ပြီးသွားလို့ချင်း င်ကျော်စစားသွားရဒီလက်ဖက်ထမင်းကျော်လို့ပေါ့နော်ဒါဆိုလို့ရှိရင်130ပေါ့နော်ဈေးနှုန်းလေးကပြီးရင်တူဦးကျော်လို့ပါလို့ဆိုလို့ရှိရင်တော့100ကောင်းငင်းပေါင်းလို့ပါလို့ဆိုလို့ရှိရင်တော့ကောင်းငင်းငှက်ချေးပေါင်းလို့ပါဆိုတော့30ပေါ့နော်အဲ့တော့ဈေးနှုန်းလေးလည်းအရင်ကြီးမကြည့်ဘူးသူရဲ့ဆန်ရဲ့ vibe play နဲ့ကြတော့ကြတော့ထိုင်ရ lesbi ဆန်ဆန်လေးထိုင်လို့ရရပေါ့နော်အဲဒီနေ့ blog လေးကိုတော့ကျွန်စစ်ဒီမှာပဲရက်လိုက်တော့မယ်နောက် blog တွေမှာကျွန်စစ်နဲ့အတူပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ